ကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်နယ်တို့မှာစောစုစကြောင်းနဲ့အင်အားအလုံးရင်းနဲ့ဇက်တိုက်ထိုးနေပြီးတော့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပိုတိုးလောက်လာတယ်လို့ဒေသခံသတင်းမြစ်တီကအမှတ်ပီကိုပြောပါရယ်။နိုဝင်ဘာလ18ရက်နေ့ကပေါ့မြို့နယ်ကာကွယ်ရေးပစ္စည်းစေယုံကပ္ပစာ24ကနေထွက်လာတဲ့စောစုစကြောင်းကပေါ့မြို့နယ်ကပြည်သူတို့အုပ်ကိုတပ်ဖြတ်ခဲ့ပြီးတော့တော်လရင်တက်တင်နဲ့ထိတိတိုက်ပွဲဆက်ဖြစ်ပွားနေရလို့ဒေသခံတို့ကပြောပါရယ်။စောစုစစ်ကြောင်းကပေါ့မြို့နယ်ကပ္ပစာ24ကစစ်ကြောင်း2ကြောင်းနဲ့ခွဲထွက်လာတာဖြစ်ပြီးတော့ တော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစေအုပ်စုဘက်ကအထိခိုက်များနေရကြောင်းဒေသခံတွေကို ပြစ်မှတ်ထားဖမ်းဆီးတာတွေပိုလုပ်လာတာလို့သူကဆိုပါတယ်။မြိုင်မျိုးနယ်စမုနှစ်ကစေအုပ်စုစစ်ကြောင်းကလည်းပေါင်မျိုးနယ်အရှိမြောက်ပိုင်းကကြောက်တိုင်ခင်ကြေးရွာအနီးကိုရောက်ရှိနေတာဖြစ်ပြီးတော့ပေါင်မျိုးနယ်ကထွက်လာတဲ့စေအုပ်စုစစ်ကြောင်းနှစ်ကြောင်းနဲ့ပူပေါင်းနိုင်တယ်လို့တော်လန်အင်အားစုတွေကသုံးသပ်ပါတယ်။မြိုင်မျိုးနယ်ကစေအုပ်စုစစ်ကြောင်းကလည်းရွာတန်းရှိကြေးရွာကပြည်သူနှုတ်ကို ဖက်စီတက်ဖြက်သွားကြောင်းဒေသခံပြည်သူတွေရွာလုံးကျွနေရဲဆွန့်ခွာထွက်ပြေးနေရသလိုမြို့တောင်ပိုင်းကစစ်ကြောင်းတွေကြောင်းတွင်မကြေးရွာတာစီကြေးရွာနဲ့နှမ်းစီကန်ကြေးရွာတို့ကဆက်ရှောင်ပြည်သူ3000ခန့်ဟာရက်ရှည်ဆက်ရှောင်နေရတဲ့တောတောင်တွေကနေတဆင့်ထပ်မံစစ်ပေးရှောင်ထွက်ပြေးနေရပါတယ်။ကျောစုစစ်ကြောင်းကြောင့်ပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်ကဒေသခံပြည်သူတောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီးတော့ကျောစုလေးကျောင်းအန္တရာယ်တွေကြောင့်လည်းသတိထားနေထိုင်ကြဖို့တော်လိုင်းတက်တွေကသတိပေးထားပါတယ်။ စက်သက်လေဒီဆိုတာလေဒီနဲ့ဆက်အင်ဂျင်ကိုပေါင်းဆက်ပြီးရွှေလျက်ပြန်တက်နိုင်အောင်ပြုလုပ်ထားတဲ့ယင်အမျိုးအစားဖြစ်ပါတယ်။စက်သက်လေဒီဟာလွယ်ကူစွာစီးနင်းပြန်တက်နိုင်ပြီးအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့ဆင်းသူပါတယ်။စက်သက်လေဒီဟာတနအိမ်ပိုင်း60နီးပါးအထိလင်းမြောင်ပြန်တက်နိုင်တယ်လို့အလေးချိန်140ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင့်ပေ18000အထိလည်းပြန်တက်နိုင်ပါတယ်။စက်သက်လေဒီဟာဆက်အင်ဂျင်အတန်ကျဲလောင်တာကြောင့်မြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပဲစက်တန်ကိုသတိထားမိနိုင်ပါတယ်။ဒါကြောင့်အင်ဂျင်စက်တန်ဒလက်ပန်ကာတန်ကြားရင်ပဝန်းကျင်ကိုလေ့လာပါ။ ဆက်သက်လေးဒီကိုမြန်မာကဒါမမိုအန်ဒီရဲ့သတိပေးချက်ရတာနဲ့ချက်ချင်းပုံကိုကျင်တဲ့ပုံကိုပါ လူထုထက်တဲ့နေရာတွေနဲ့စီးအခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်တာကြောင့်အဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ